ပတ်စံငါပြဿနာလားလူကအဓိကလားအင်းတယောက်ထဲစဉ်းလာမိတယ်တကယ်တော့ငါတို့လူငယ်တွေအများအားဖြင့်တွေ့နေရတဲ့ဒီပြဿနာပတ်စံငါပြဿနာလားလူကအဓိကလားတကယ်နဲ့ငါကိုယ်တိုင်လည်းဒီမေးခွန်းကိုကိုကိုအချင်းချင်းမေးဘူးတယ်အလုတ်ခွင်မှာလာစာတိုးဖို့စောင့်နေတော့အင်းမြင်းမြင်းစည်းတွေမင်းတက်နေတော့မိဘတွေကိုဂယူးဆိုင်ဖို့လူအပ်နေတော့ဒီလိုအခြေမျိုးမှာပတ်စံမရှိရင်ဘာမှမလုပ်နိုင်ဘူးဆိုတာခံစားရတယ် ပတ်စံကပဲအဓိကပြဿနာလို့ထင်ရတယ်။ဒါပေမဲ့ခဏလေးရပ်ပြီးပြန်စဉ်းစားကြည့်တော့တချို့လူတွေကပတ်စံအရင်ရှိပြီးမှပျော်ရွှင်မှုမရှိဘူး။တချို့ကျတော့ပတ်စံတိတ်မရှိပြီးမှစိတ်ချမ်းသာကြတယ်။ဒါဆိုဘာအဓိကလဲ။ငါထင်လားတော့ပတ်စံကကရိယာတစ်ခုပါပဲ။လူကဒီကရိယာကိုဘလူးကင်တွဲအတုံးချနိုင်တယ်ဆိုတာကပိုအရေးကြီးလေ။ဥပမာလာစာနည်းနည်းလေးနဲ့ပဲရက်တည်နေရတဲ့အချိန်ဘလို့အတုံးစိတ်တွေကိုဦးစားပေးမလဲ ဘယ်နေရာတွေမှာခြေတားနိုင်မလဲဘလို့အရင်မစ်စတီကနေအပိုဝင်ငွေရှာနိုင်မလဲဒါတွေအားလုံးကလူရဉဏ်ပညာစီမံခန့်ခွဲနိုင်စွာနဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာမူတည်နေလေတကယ်တော့ပစမရှိရင်မဖြစ်နိုင်ဘူးဆိုတာမှန်ပေမဲ့ပစံချမ်းသာယုံနဲ့တော့ဘဝပြဿနာတွေပြီးဆုံးတော့မှာမဟုတ်ဘူးလူတိုင်းမှာကိုယ်ပိုင်စီမံခန့်ခွဲမှုစနစ်ရှိဖို့ကိုယ်ပိုင်ညီမချက်ရှိဖို့ဘဝတန်ဖိုးတွေကိုတတ်မှတ်ထားဖို့လိုအပ်တယ်ဒီတော့ပစံကပြဿနာလား လူကအဓိကလားငါထင်တယ်ပတ်စံကပြဿနာဒစိမ့်ပိုင်းပါမယ်ဒါပေမဲ့အဓိကကြတာတော့လူပါပဲလူရဲ့အတွေးခေါ်လူဆောင်ချက်တွေရွေးချယ်မှုတွေကသာ အဆုံးချက်ပိတ်မှာပါ